ဒီပုံထဲကကောင်မလေးကသူ့ရဲ့ယောက်ျားကိုထောင်ထဲကနေလွမြောက်အောင်လို့ကဲဖို့အတွက် တရားရုံးထုတ်တဲ့အချိန်မှာသူ့ယောက်ျားရှိအမြန်ပြေးွားပြီးတော့မှတိမ်နဲ့တလက်ကိုထိုးပေးခဲ့တာ ဒီဗီဒီယိုကိုလူတိုင်းမြင်လိုက်တယ်လို့ထင်တယ်ဒီကိစ္စကကမ္ဘောဒီးယားမှာဖြစ်သွားတာဒီကောင်မလေးကတူယောက်ကြားကမကောင်းမှုနဲ့ထောင်ကြတာတရားရုံးထုတ်မဲ့အချိန်မှာတူအားရုတ်တရက်ဝင်လာပြီးတော့မှတူယောက်ကြားလက်ထဲကိုတိနေတလဲထည့်ပေးလိုက်တယ်အဲ့အချိန်မှာတူယောက်ကြားကဘေးနားကရဲတွေကိုလမ်းပစ်လိုက်ပြီးတော့မှသူနဲ့တူတူထွက်ပြေးသွားတာဒါပေမဲ့ပြန်ပြီးတော့ဖမ်းမိသွားတယ်သူတို့ကကမောင်းနေရင်အချိန်လွန်ပြီးတော့မှနှုံထဲကိုကျွန်ကြမြောင်းဘေးကိုပြုတ်ကြသွားလို့အဲ့မှာသူတို့ကိုပြန်ဖမ်းမိရေပေါ့အဲ့တော့ဒီကောင်မလေးကိုအွန်လိုင်းပေါ်မှာလူတွေကချီးမွမ်းထောပနာပြုကြတယ် ်ဒါကကိုယောက်ျားကမကောင်းတာလုပ်တယ်ဆိုပေမဲ့လေကိုယောက်ျားကိုကယ်ပေးတယ်ပေါ့နော်အဲ့တော့ဒီကိစ္စကကမ္ဘောဒီးယားမှာဖြစ်သွားတာဒီကောင်မလေးကဗီယက်နမ်နိုင်ငံသူဘလို့လို့ဒီကမ္ဘောဒီးယားကိုရောက်နေလေတော့ကက်သလီနာမသိဘူးတေချာတာတကူကဒီကောင်မလေးမျက်နာလေးနဲ့လူတွေကအချစ်စစ်ကိုတက်တည်ကြတဲ့ကောင်မလေးဆိုပြီးတော့မှတစ်တော့မှအရင်ကိုနာမည်ကြီးနေတာ အဲ့ဒီအချိန်မှာပြဿနာတစ်ခုတက်လာတယ်။ဒီကောင်မလေးကအရန်ကိုချော်တယ်ချစ်စရာကောင်းတယ်သူ့ကိုဖမ်းမိတဲ့အချိန်မှာရဲတွေပေါ့နော်ကမ္ဘောဒီးယားရဲနဲ့ journalist တွေကဒီကောင်မလေးကိုထိကပါကြီးကပါကြီးလုတ်ခဲ့တယ်။အဲ့မှာဆိုရင်ဗီဒီယိုတစ်ပုဒ်ထမှာဆိုရင်ကောင်မလေးရဲ့မထိတဲ့နေရာတွေကိုတမင်တကာထိခဲ့တဲ့ပုံစံမျိုးဗီဒီယိုတွေတက်လာခဲ့တယ်။ကောင်မလေးရဲ့မျက်နှာကိုကင်တွယ်တာမျိုးပါးတဲ့ညစ်တာမျိုးပေါ့နော်ကောင်မလေးရဲ့နည်းနည်းချစ်စရာကောင်းတဲ့အခါကျတော့အဲ့တော့ ဗီယက်နမ်အမျိုးသမီးတွေကိုကမ္ဘောဒီးယားကရဲတွေဂျာနယ်လစ်တွေကဒီလိုမျိုးထိကဘာကြီးကဘာလုပ်နေတယ်မလုပ်တင်ဘူးဆိုပြီးတော့မှ online ပေါ်မှာအငင်းပွားနေခဲ့ပါတယ်။တင်ရောဘလို့ထင်လဲဒီကိစ္စမှာကက်သလီနာလက်ထက်မှာကြိုက်တာဒီ mini iPhone လေးစိတ်ဝင်စားနေကြရင်မလားဒါလေးကိုကက်သလီနာတို့အိမ်ရောက်ငွေချေပို့ပေးပါတယ်စိတ်ဝင်စားရင်ဆိုရင် messenger မှာလိပ်စာဖုန်းနံပါတ်ပေးပြီးတော့လာရောက်မေးမြန်းနိုင်ပါတယ် ဒီဖုန်းလေးကအယောင်၄ယောင်ရှိရယ်ပေါ့နော်သူကလိမ္မောင်ရယ်အဖြူရယ်အနက်ရယ်နက်ပြားရယ်ရှိရယ်ပေါ့နော်ဒီမှာ YouTube လည်းတကယ်သုံးလို့ရတယ်ကယ်ကူလေးတာလည်းပါတယ်စင်ကပ်ပလည်းတကယ်ထည့်လို့ရတယ်အခုဒီဖုန်းလေးဆိုရင်ကနာမြန်တန်းသုံးတယ် Wi-Fi နဲ့ချိတ်ထားတယ်ပေါ့နော်ဒါကကိုယ့်အင်္ဂါဒတာမီမီလေးတွေကိုလက်ဆောင်ပေးမယ်ဆိုရင်တင့်တော်တဲ့ဖုန်းလေးပါရှင်ဈေးကတော့၃သိန်းပတ်ဝန်းကျင်ပေးရပါမယ်နော်